အားလုံးပဲမင်္ဂလာပါ TDN Gaming PC မှာကြိုဆိုပါရစေ။ဒီနေ့တော့ပေါ့နော်ကျွန်တော် TDN Gaming PC မှာပေါ့နော်ကျွန်တော်ဒီလောက Mirage ကောင်းကောင်းဆင်ချင်တဲ့ Boss City နဲ့ High End Setup လေးတွေပေါ့နော်ကောင်းကောင်းဆင်ချင်တဲ့ Boss City လေးတွေအတွက်ကျွန်တော် RTX 50 series တွေလောက season လင်းလင်းလေးရောက်ရှိနေပါတယ်။အထက်မှာဘာတွေလဲဆိုတော့ RTX 50 60 Ti 16K version လေးတွေပြီးလို့ရှိရင် RTX 50 90လေးတွေပြီး RTX 50 90 Ti လေးတွေပြီးလို့ရှိရင် RTX 50 80ပြောမလို့ဆို RTX 50 series တွေကတ်တော်တော်များများကျွန်တော်စီမှာရှိပါတယ်။အဲ့တော့ဟော တမောရချင်းစီကိုဘယ် brand တွေရှိတယ်ဆိုတော့ကျွန်တော်ထပ်ပြီးပြပေးမယ်အဲ့တော့ကျွန်တော်လက်ချက် like ကြည့်အောင်ပေါ့နော်အဲအရင်ဆုံးတော့ပေါ့နော်ကျွန်တော် RTX 50 60 Ti 16K လေးတွေရှိမယ်ကျွန်တော် RTX 50 60 Ti ကလည်းသူက40 60 Ti တုံးအလိုပဲသူက 8K version ရှိတယ် 16K version ရှိတယ်ဒါပေမဲ့ကျွန်တော်အစီအမံတော့လောလောဆယ် 16K version နေပဲကျွန်တော်ဆင်အောင်မယ်ပေါ့နော်အဲ့တော့ဒီ 16K version ကဘာလဲဆိုတော့ colorful ရဲ့ battery age ရှိမယ်တမော MS site ထဲက ကျွန်တော်ဒီပေါ့နော် gaming tree ကိုပေါ့နော် ရှိမယ်အဲဒီဒီ number တွေရှိမယ်ပေါ့နော် performance တော့တူတူပဲဘာမှမကွာဘူးပေါ့နော်ပြောမှဆိုရှင် quality လည်းတိတ်မကွာပါဘူးဒီဒီဇိန်းတစ်ခုတော့နာမည်ကြီးပြီးသားပေါ့နော်အဲ့တော့ဒီကက်လေးက performance နည်းနည်းပြောမှဆိုရှင် RTX 50 60 Ti က40 60 Ti ထက်ကို15ရာခိုင်နှုန်းလောက်ပဲပို့တာလေ average ပေါ့နော်15ရာခိုင်နှုန်းလောက်ပို့တာမယ်ဒါ native performance ပေါ့နော်ဒါပေမဲ့50 60 Ti ကအလုံးတိတဲ့အတိုင်းပေါ့နော်သူ50 series ဖြစ်တဲ့အတွက် ray tracing ပို့ကောင်းမယ် DLSS ပို့ကောင်းမယ်ဒါတော့သူရဲ့အားသာချက်ပေါ့နော် အာနောက်တစ်မော်ဒယ် RTX 5090ပေါ့နော် RTX 5090ဆိုလို့ရှိရင်တော့ strike ပေါ့နော်သူဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်လက်ရှိဒီမှာအထက်မှာဆိုလို့ရှိရင် Asus နဲ့လည်းရမယ် MSN နဲ့လည်းရမယ်အဲဒီနှစ်ခုကတော့ဒီ RTX 5090 Ti ပေါ့နော် RTX 5090 Ti လေးက performance တော့ပြောမဆိုလို့ရှိရင် RTX 4090 Super နဲ့အတူတူလို့ပြောလို့ရတယ်ဗျာ4090 Super နဲ့အတူတူလို့ပြောလို့ရတယ်ဒါပေမဲ့အခုချိန်မှာဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်5090ပို့ဝယ်တင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဈေးကတိတ်မကွာဘူးဒါပေမဲ့သူ့အနေနဲ့ဘာကောင်းလဲဆိုတော့ retracing နေပို့ကောင်းမယ် ကျွန်တော် DHSS တွေပို့ကောင်းမယ်ကျွန်တော် 50cc ကဖြစ်တဲ့အတွက်ပေါ့နော်အဲနောက်တစ်ခုတော့ကျွန်တော်ဒီ RTX 5080 Ti ပေါ့နော် RTX 5080 Ti ဆိုလို့ရှိရင်တော့ V16 ကနေလာတယ်အရှင်ပေါ့နော် RTX 4080 Ti Super Dash ဆိုင်ကလို့ရှိရင်တော့ average 1500ကန်တုံး1500ကန်တုံးလောက် performance ပို့ထွက်တယ်။ native performance ပေါ့ဗျာ။4080 Ti Super Dash ကို1500ကန်တုံးပို့တာမယ်။ ရနောက်တကတော့ RTA 50 80ဖြစ်ပါလေ RTA 50 80ကတော့ကျွန်တော် Asus ရဲ့ TUF gaming လေးရှိမှာပေါ့နော်ဒီကက်လေးဟာဆိုလို့ရှိရင်ကျွန်တော်ဒီ RTA 40 80လဲဆိုင်လို့ရှိရင် average 15000ကျွန်တော်တို့ပူတာပါတယ်သူရဲ့ VRAM လည်း 16K နဲ့လာတာပေါ့ဗျာ အာ ray tracing ပို့ကောင်းမယ် DLSS ပို့ကောင်းမယ်ကျွန်တော်တို့မြင်နေဆိုလို့ရှိရင်ပေါ့နော်အာလောဝဟိုင်အန်သွားချင်တဲ့လူပေါ့နော် 4K gaming မှာ FPS ရှေ့ထွက်ချင်တဲ့ customer တွေအတွက်ဆိုလို့ရှိရင်တော့ render ကိုဗျာရှေ့ဆွဲမယ်ဗျာဘာမှလက်မကြည့်ချင်ဘူးဆက်အကောင်းဆုံးလိုချင်တဲ့ main suite တွေအတွက်ဆက်အကောင်းဆုံးလိုချင်တဲ့ boss တွေအတွက်ဆိုလို့ရှိရင်တော့ဒီကတ်နဲ့တောင်းလို့ရတယ်ကျွန်တော်တို့က base CPU နဲ့တွဲဆင်မိထားတယ်ဆိုတော့ကျွန်တော်တို့ဒီ Ryzen 9 6950 HDD gaming အတွက်ပဲဖြစ်ဖြစ်အလုပ်အတွက်ပဲဖြစ်ဖြစ် HCPU နဲ့ performance ကောင်းတာမရှိသေးဘူး။အဲ HCPU လေးနဲ့ကျွန်တော်တွဲဆင်မိတာပါတယ်။စင်းလုံးနေလဲဆိုလို့ရှိရင်ကျွန်တော် website ထဲမှာဝင်ကြည့်လို့ရပါတယ်။380လောက်ရှိပါတယ်ပေါ့နော်။အဲနောက်တစ်ခါတော့ RTX 5090ပေါ့နော်။ RTX 5090ကတော့ကျွန်တော်ချီချီ gaming PC မှာကျွန်တော် on hand မထားဘူးဗျ။ပြောမလို့ဆိုလို့ရှိရင်ကျွန်တော် site ထဲမှာ ready မရှိဘူး။လိုချင်တဲ့ customer ရှိတယ်ဆိုလို့ရှိရင်ကျွန်တော် pre order မှာပေးလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ကက်ကဗျာလုံးဝဘိုးစီတီတောင်တိတ်မစင်တဲ့ကက်ဖြစ်နေတယ်။ဘာလို့ဆိုတော့ CNG ရယ်ဗျာ။ ဟို performance အနေနဲ့50 80ထက်တော့တာတယ်ဗျာဒါပေမဲ့ပူတာတာနဲ့ဈေးနဲ့နိုင်ရှင်လဲလို့ရှိရင်ဘလို့မှမတန်ဘူးဗျာပြီးလို့ရှိရင်အိတ်ကက်ကိုတော့လည်းကျွန်တော်တို့ကစင်ဖို့လောဝအကြံမပေးပါဘူးဈေးအရင်ကြီးတော့ကြီးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လည်း in hand မထားပါဘူးစင်ချင်တဲ့လူရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ net ဈေးစုံစမ်းလို့ရပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ TN Gaming PC ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်